ပရီးမီးယားလိပွဲစဉ်37မန်ချက်စတာဒါဘီမန်ယူနိုက်တက်နဲ့မန်စီးတီးအပိုင်း1မင်္ဂလာပါကိုကင်းစတာဖုတ်ဘောရှူအနေကျူသွားရယ်စူပါဆန်လေးရဲ့ည10နာရီမှာရှင်ပြိုင်ကစားမဲ့မန်ချက်စတာဒါဘီပွဲစဉ်တစ်ပွဲလေးဖြစ်တဲ့မန်ယူနိုက်တက်မန်စီးတီးတို့ရဲ့ပွဲချိုသုံးသက်ချက်ပထမပိုင်းကိုလုပ်ပေးသွားကြပါမယ်ပထမပိုင်းမှာတော့ကိန်းနဲ့အချက်လက်တွေဒီပွဲပေါ်မှာမြင်မိတဲ့ အမြင်တွေကိုဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ဒုတိယပိုင်းရောက်တဲ့အခါကျရင် Predicy ရဲ့ခမန်းမှုတွေအာရှရဲ့အကြောပေးမှုတွေနဲ့အတူ viewer ပိုင်းချင့်ကပ်မှုတချို့ကိုလုပ်သွားမှာပါโอเคအဲ့တော့ကျွန်တော်ဒီဘက်နဲ့ပတ်သက်ပြီးမြင်မိတဲ့အမြင်တချို့အစဆွေးနွေးကြည့်အောင်ခင်ဗျနှစ်သင်းလုံးကဟို EBL လမ်းကြောင်းမှာအဲ့လောက်ထိရေရာတည်ကြတဲ့အိမ်မက်ကြီးတစ်ခုရှိမနေတော့ဘူးပေါ့နော် Man City အနေနဲ့ဗျာ Champions League ဝင်ခွင့်ပြန်ရတယ်ဆိုတာ Pep Man City ခစ်ကာလာမှာတော်တော်လေးအခြေအနေဆိုးတယ်လို့ပြောရမှာမန်စီးတီးကိုကျွန်တော်တို့သိခဲ့တဲ့မြန်နောက်ပိုင်းရာသီတွေမှာဒီသင်ကချန်ပီယံစုအတွက်ပဲပြိုင်ဆိုင်တဲ့အသင်းဘာလဲချန်ပီယံလိအတွက်ပြိုင်ရတယ်ဆိုတဲ့အခြေအနေကကျွန်တော်ကြားတော့မကြားဘူးဒါပပ်နဲ့မန်စီးတီးခစ်ကိုပြောတာနော်အရင်တော့ကမန်စီးတီးကိုပြောတာမဟုတ်ဘူးအဲ့ဒီကကြတော့ဒီ1-2ဝင်ခွင့်နေရာအတွက် ပြိုင်ဆိုင်ရတဲ့စိတ်အားထက်သန်မှုဟာချန်ပီယံဖြစ်ဖို့ပြိုင်နေရတဲ့အသင်းတစ်သင်းလောက်မကြီးတာအမှန်ပဲအသင်းမှာရှိတဲ့အဓိကအတဲကစားသမားတွေဒဏ်ရာပြဿနာရနေတဲ့သူတွေရှိတယ်အသက်အရွယ်ကြီးကြီးနေတဲ့သူတွေရှိတယ်ကန်ကောင်းတာအိုမားမာမုရှ်အနေနဲ့စွမ်းဆောင်ရင်ကောင်တော်တော်ပြနေမာမုရှ်ကိုခေါ်လိုက်တာမှန်သွားပါတယ်လုံးဝမှန်တာပါအိုမားမာမုရှ်ကိုမခေါ်ယူနိုင်ရင် Jack Grealish နဲ့အဲ့ left wing တနေရာအဲ့လောက်ထိအဆင်မပြေဘူး Jeremy Doku ကလည်းတကယ်ဂိုးသွင်းမယ်ဆိုရင်ဟိုဂိုး ရဖို့အတွက်အားကိုးလို့ရတဲ့ဝင်ကတယောက်မဟုတ်ဘူးဒီချိန်မှာတိုက်စစ်မှုပုံစံဝင်ကပုံစံအိုမမမိုရှ်ကတော့မန်စီးရီးရဲ့အတွင်းကိုးတွေကိုအားလင်းဟာလန်နောက်ပိုင်းထန့်တင်ပေးထားတဲ့သူလို့တော့ပြောရမယ်ဗျဒါတပိုင်းပေါ့နောက်မန်ချက်စတာယူနိုက်တက် EPL မှာမန်ယူနိုက်တက်တို့ကဘာမြဲမျောလင်းလို့ရမှာမဟုတ်လို့တော့ကျွန်တော်ရူဘင်အမော်ရင်နဲ့ပတ်သက်တဲ့အသုံးသချက်တစ်ခုမှာဂုံဂုံပြောပြီးသွားပါပြီဒီဟာဒီ EPL အဆင့်30ကျော်မှရက်တီလဲရက်တီပလိသေးဒါဒီအမော်ရင်နဲ့တိုက်ရိုက်မပတ်သက်ဘူးဟာအမော်ရင်ကမင်းဒီလောက်ပဲဆွဲဆောင်နိုင်လားသူ့အပြစ်သွားပြောလဲမရအောင်ဘောလုံးအသင်းတစ်သင်းကိုကင်ရတယ်ဆိုတော့ အဲ့လောက်လွယ်မှမလွယ်တာပြီးတော့ဒီတင်းက Manchester United လीဗျာနီးပြတိုင်းရဲ့တင်းချိုင်း club အလကားဖြစ်တာမဟုတ် Man United မဟုတ်လို့ဖြစ်တာတခြား club တင်းတွေကိုเนาะနိုင်ငံတကာအားကစားစာမျက်နှာတွေเนาะဘောလုံးနဲ့ပတ်သက်တဲ့ page တွေမှာပေါ်ပြတယ်ဆိုတာရှိကောင်းရှိမယ် United လောက်မများ United ကပရိသတ်အများစုကြိုက်ကြတော့အာယုံဆိုင်ချင်းခံရတဲ့အခါကျတော့ဒီမိမောင်းထိုးပေါ်ပြမှုတွေက ယူနိုက်တက်ကစားသမားတွေနီးပြတဲ့အတွက်ဖိအားဖြစ်စေတယ်ဗျပြောချင်တာရူဘင်အမော်ရင်နဲ့မဆိုင်ဘူးအဲ့တော့ဒီပရီးမီးယားလိလမ်းကြောင်းပေါ်မှာယူနိုက်တက်ကလည်းဘာမျော်လင့်ချက်မှထားမှမဟုတ်တယ်လို့အာဒီတာပြင်ပြမှုလည်းရှိမှာမဟုတ်ဘူးတခုတော့ရှိတယ်သူတို့မှဘလောက်ဘလောက်ရောက်အောင်မယ်ဆိုတာထက်ရာဒီကုန်တဲ့ခါကျရင်ဗျအဆင့်15ရို16ရို့မှတိမ့်တာတဲ့စာရင်တော့ဘာပြောဝန်တူတန်အထဲထဲမှာတိမ့်သွားရင်မစိုးဘူးပေါ့လေနောက်ထပ်တစ်ချက်ကကစားသမားတွေရဲ့ ဟို setup တည်မှုပေါ့ Ruben Amorim နေနဲ့ပို့ပြီးတော့တိကျတည်ချောင်သူပြန်တည်လိမ့်မယ်ဒါပေမဲ့ Amorim ခင်ဗျာလည်းကံမကောင်းရှာပါဘူးအတင်းကခေါင်းလေးထောင်ကန်ဒီမှာပြန်ပြီးတော့ရိုက်ချခံလိုက်ရတဲ့ပုံစံမျိုးကျွန်တော်နှစ်ခါရှိပြီးမြင်ခဲ့ရတာပထမတစ်ခါကတော့သူတို့ပွဲတပွဲဗျာမမျော်လင့်မဲ့ရှုံးသွားတယ်ပေါ့ ်အခုဒုတိယတခါနိုင်ငံတကာပွဲတွေဝင်သွားတယ် United ပြည်သက်တချို့ကဘာပြောလဲဆိုတော့ကျွန်တော်တို့အတင်ကကန်ဆိုးတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အတင်ကကောင်းလာပြီဆိုရင်နိုင်ငံတကာပွဲစဉ်တွေကဝင်ဟန့်ပြီးတော့အတင်တက်နေတဲ့ခြေသွမ်းပိုင်းခဏပေးပေးတာစိတ်တပိုင်းဆိုင်ရာကိုရက်တန့်သွားစေတယ်ပေါ့အဲ့ဒီအမြင်တွေကိုကျွန်တော်လက်ခံတရားခံတော့လက်ခံ United ကဒီအချိန်မှာ တူးချစ်တယောက်ချင်းကောင်းတဲ့စွမ်းရည်တွေနဲ့စိတ်တပိုင်းကောင်းမှုမှုကိုဟိုအခြေပြုပြီးသွားရမှာပဲဗျ။ဟာဖြူပိုင်းကဘလို့မိုက်တယ်။တင်းမော့ကစားပုံကဘလို့ကောင်းတယ်။သွားမြော်လင်းမနေနဲ့။ယာတီဝက်လောက်နဲ့အဲ့လောက်အဆင်မပြေဘူး။ဆိုတော့ဘရူနိုဖာနန်ဒက်စ်တို့ကက်စမီရိုတို့ဖိုးချစ်တို့ခြေသွမ်းမပြနိုင်ဘူးဆိုရင်ဘာမှမမြော်လင်းလို့ရမှာမလို့တော့။အဲ့တော့ကြောင့်ဒီပွဲစဉ်ကဟိုဘယ်လိုပြောမလဲ set up တစ်ခုချနေတဲ့ပုံစံအကောင်းဆုံးဟိုမျောလင့်ပြီးတော့မစိုးသွားရရပြီဆိုတော့ပုံစံနဲ့ပဲ United တို့ရှေ့ဆက်မှာပါအရေးကြီးဆုံးအချက်က Man United တို့ဒီ ယူရိုပါလိကစားအပွဲစဉ်ကပို့ပြီးတော့အရေးပါတယ်ဗျဒီပွဲမနိုင်မဲရှုံးသွားရင်တော့ပြဿနာထူးထူးရှိမနေဘူးယူရိုပါလိမှာကတော့ယူနိုက်တက်တို့ဒီအချိန်ကောင်းမှုလိုတယ်ဘာကြောင့်လဲချန်ပီယံလိဂ်ကင်ချင်းယူရိုပါလိရမှဖြစ်မယ်ဒါပေမဲ့သွားတော့အထင်မသေးသေးချင်းယူနိုက်တက်ကိုအဲ့လိုလိန်ဖဲလိန်ဖဲနဲ့ရသွားတဲ့နှစ်တနည်းရှိတယ်အဲ့တော့ဒီပွဲကမန်ချက်စတာဒါဘီလို့သာအမိခံထားပေမဲ့ ရိတ်သက်အနေနဲ့အရင်ကလိုမျိုးပြိုင်ဆိုင်မှုပြင်းပြထန်ထန်နဲ့ရည်ဝဲချက်ကောင်းကောင်းနဲ့ကြည့်လို့ကောင်းမဲ့ပွဲမျိုးတော့မဟုတ်ဘူးပေါ့နော်။သို့တော့မန်ချက်စတာဒါဘီဖြစ်တဲ့အတွက်ကြောင့်အထိုက်အလျောက်တော့ကြည့်လို့ကောင်းပါပါ။ကဲကျွန်တော်နောက်ထပ်တစ်ပိုင်းဒီနေ့တင်ဂျားရဲကကိန်းကနဲအချက်လက်တွေကိုဆွေးနွေးပါမယ်။ကိန်းကနဲအချက်လက်တွေဆိုတာကလည်းအရေးကြီးတဲ့အစိတ်ပိုင်းတွေမှာပါပါတယ်ခင်ဗျ။ဟတ်တူဟာထိတဲ့တွေ့ဆုံမှုတွေကြည့်မယ်ဆိုရင်မန်စီးရီးယား၃ချိန်တိုင်း United က၂ချိန်တိုင်းပြီးတော့တစ်ချိန်တည်ကြတာပါပဲ။ပထမအကြော်တော့မန်စီးတီးကွင်းမှာ EPL ကစားရတယ်။ တူးဝမ်းနဲ့နိုင်ခဲ့တယ်ကေဘရိုစဉ်းစားကြည့်မန်စီးတီးဘလောက်ပဲအခြေအနေဆိုးဆိုးဗျာလက်ရှိမန်ယူနိုက်တက်အသင်းကြုံတွေ့နေရတဲ့အခြေအနေလောက်တော့မဆိုးတာအမှန်ပဲဒါတောင်မှယူနိုက်တက်ကတူးဝမ်းဆိုရရလနဲ့အနိုင်ကစားနိုင်ခဲ့တယ်ကျွန်တော်တခါတည်းပြင်ပိုးတည်သွားတဲ့ဘွဲကတော့ပြီးခဲ့တဲ့ရာသီက Africa Final ပဲကျွန်တော်ရဲ့လေမန်စီးတီးပေါ့ဗျာဘာဖြစ်လို့မန်ယူနိုက်တက်မန်းမှာတော့တကဘာလုံးကပန်းတစ်တီတောင်မန်စီးတီးပဲမန်းနေကြတဲ့ဟာကိုမန်စီးတီးကလည်းဟိုဖလားနှလုံးရဖို့အတွက်မျောလင်းချက်လေတိုးတော့မယုံကြည်နိုင်လောက်တဲ့အခြေအနေမျိုးကနေဖုတ်သွားတာ ဆိုတော့ကျွန်တော်တွေက United အသင်းနဲ့တွေ့တဲ့ပွဲမျိုးတွေဆိုရင်ဟို United ကိုဘတ်မကန်ရဲတာတော့အမှန်ပဲဗျာ S side ကိုဝင်သွားတယ်ပေါ့နော်နောက်ထပ်အရေးကြီးတာဒီနေ့ရာသီ Man City နဲ့ Man United နှစ်ခါတွေ့ခဲ့ဘူးလေ Community ရှိမှလည်းတစ်ခါတွေ့တယ် Penalty နဲ့သာရှုံးသွားတာဒါပေမဲ့တေးကန်နိုင်ခဲ့တယ်အဲ့တော့ကြောင့်နောက်ပိုင်းပွဲတွေမှာ Man City တွေ United ကိုအမြဲလိုလိုတေးကြနေရလို့ပြောလို့ရတယ်အသာစီးကိုမယူနိုင်ဘူးအဲ့တော့ Man City ရဲ့ လက်ရှိအခြေအနေစိုးနေတဲ့ပုံစံမျိုးဆိုရင်မန်ယူနိုက်တက်ကိုပိုလို့တောင်မရှင်းနိုင်ဘူး။ကစားမယ့်ကွင်းကလည်း Old Trafford ဖြစ်နေပါတယ်။ကျွန်တော်ရှင်းနေဒီမှာကတော့မန်စီးတီးအနိုင်ရခဲ့တဲ့နှစ်လေးတွေရှိခဲ့ဘူးလေ။တော်တော်ကြာပြီ။အတိအကျပြောမယ်ဆိုရင်နောက်ဆုံး၃ချိန်ထိတိုက်တွေ့ဆုံမှုမှာမန်ယူနိုက်တက်ကနှစ်ချိန်နိုင်ပြီးတော့တစ်ချိန်တည်ကြတာ။အဲ့တည်ကြတဲ့ပွဲကလည်းဒါ community ရှိမှတည်ကြခဲ့တဲ့အတွက်ပြိုင်ပွဲကြီးအတွင်းတဲ့ပြိုင်ပွဲကြီးအတွင်းတဲ့ကစားခဲ့တဲ့ပွဲတွေမှာဆိုရင်မန်ယူနိုက်တက်ကပဲနှစ်ချိန်လုံးနိုင်ထားတာပါ။ဟတ်တူဟတ်မှာမန်စီးတီး၃ချိန်နိုင်ပေမဲ့အဲ့ဒါနည်းနည်းကြာသွားခဲ့ပြီ။ current အခြေအနေမှာဆို ဆိုရင်တော့ Man United ကတပါတယ်။ကြကျွန်တော်နောက်တစ်ပိုင်း Man United ရဲ့နောက်ဆုံး6ပွဲစရလက်2ပွဲတိုင်း3ပွဲတည်းတပွဲရှုံး။အဲ့ဒီရှုံးတဲ့ပွဲက Nottingham Forest ကိုရှုံးသွားတိတ်နေမျောဖို့ကောင်းတယ်။အတည်ကြရတယ်ဆိုရင်တော့ United တည်းနောက်ဆုံး6ပွဲစရရှုံးပွဲမရှိဘူးဘာညာကျွဲလို့ရသည်။တစ်ဖက်က Man City နောက်ဆုံးသားရတဲ့ပွဲစဉ်6ပွဲမှာ4ပွဲတိုင်းတပွဲတည်းတပွဲရှုံး။ ျွန်တော်အိမ်ကွင်းဝေးကွင်းအားလေးတွေထက်ကြည့်အောင်မန်ယူနဲ့တကတော့နောက်ဆုံးကစားရတဲ့အိမ်ကွင်း6ပွဲမှာ3ပွဲနိုင်2ပွဲတည်တပွဲရှုံးပြီးအိမ်ကွင်းကစားအတော်ကောင်းနေတယ်ရှုံးတဲ့ပွဲကသူတို့ Crystal Palace ကို2-0နဲ့ရှုံးတဲ့ပွဲတင်တိုးတော့စွမ်းဆောင်ရင်ပြန်မြင့်လာတဲ့အခြေအနေမှာနောက်ဆုံး9ပွဲဆက်တိုက် United တို့မရှုံးတာဘူးနိုင်တဲ့ပွဲတွေကြည့်မယ်ဆိုရင် Real Sociedad ကို4-1နဲ့နိုင်တဲ့ပွဲအရန်မိုက်တယ်နောက် Leicester Ipswich Town စတဲ့ပွဲတွေကိုနိုင်ခဲ့တယ်အာအီကိုတေးကစားနိုင်ခဲ့တယ်လို့ Fulham နဲ့တေးကြခဲ့တယ်အိမ်ကွင်းကစားတော်တော်ကောင်းနေဗျဆိုတော့ကျွန်တော်နောက်တစ်ပိုင်း Man City ရဲ့ အဝေးကွင်းရလက်တယ်နောက်ဆုံး6ပွဲမှာ3ပွဲနိုင်ပြီး3ပွဲရှုံးထားတယ်အရှုံးတဲ့ပွဲတွေမှာဆိုရင်မန်စီးတီးဒီ6ပြက်တွေရှုံးတယ်ပေါ့နော်အာယီကို5-1ရီယယ်မက်ဒရစ်ကို3-1 Nottingham Forest ကိုလည်း1-0နဲ့ရှုံးတယ်နိုင်ခဲ့တဲ့အသင်းတွေကိုကြည့်မယ်ဆိုရင်တော့ Bournemouth တို့เนาะ Tottenham Hotspur တို့ Leiden Orient တို့စတဲ့အသင်းတွေကိုနိုင်ခဲ့တာပါ Bournemouth ကလည်းနောက်ပိုင်းပွဲတွေမှာတော်တော်ကြာနေတဲ့အတွက်အဝေးကွင်းစွန့်ဆောင်ရာတိတ်အားရစရာမကောင်းလို့ပြောလို့ရပါတယ်ဆိုတော့ ပထမပိုင်းကိုကျွန်တော်အနစ်ချုပ်ရမယ်ဆိုရင်ဟိုတချို့ key points တွေမှာလည်း United အသင်းကကစားမဲ့ Europa League ပွဲရှိပြင်မဲ့အဲ့လို Man City ကိုဟိုရှင်ပြီးတော့ကစားနိုင်တယ်ပေါ့နော်။ကိန်းကနန်ချက်လိုက်ရလဲ Man United ကပို့ပြီးတော့တာနေပါတယ်ခင်ဗျ။ဒုတိယပိုင်းရောက်တဲ့အခါကျမှကျွန်တော် view ပိုင်းချင်းကပ်မှုတွေ Predicie ရဲ့ခမန်းမှုတွေအာရှရဲ့အကြောပေးမှုတွေကိုဆက်လက်ဆွေးနွေးသုံးသပ်ပါမယ်ခင်ဗျ။အခုတော့အားလုံးနှုတ်ဆက်ပါတယ်။